BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာအောက်တိုဘာလ1ရက်ဗိုလ်ထုံးညချမ်းတွဲ BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက် ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝီဖြိုးပါရိုဟင်ဂျာတွေနေရပြန်နိုင်ရေးမြန်မာစစ်တပ်နဲ့အေအေပေါ် PR ပေးဖို့ရာဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်ကကုလသမဂ္ဂညီလာခံမှာတိုက်တွန်းလိုက်ပါတယ်အကြီးကတခိုင်ကြီးမှာဖြစ်နေတဲ့အဖြစ်ကြီးဒီကြီးဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ကောင်းမွန်ပြီးတော့ဒီဒေသမှာလက်ရှိအရှုံးနေတဲ့အာရကအစိုးရကိုဒီအပြည့်အဝပြုလုပ်နေတယ် ဒီအကြောင်းမကြောက်ခင်အသေးစိတ်ကြောက်ကြဖို့ရှိသလိုနိုင်ငံတကာဘက်ကကြေပြန်ရင်လည်း essential services emergency services ဘာကြောင့်ဝေးအတီမပြုတ်နိုင်တဲ့အတွက်အမေရိကန်အစိုးရရန်တရားရပ်သွားတဲ့အကြောင်းပေါ်ဝင်ထိတ်တန့်ရောက်နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာ အမေရိကန်ပြည်တော်စုမှာဗဟုအစိုးရအုံစိတ်ဘလောက်တတ်မှတ်ရမလဲဆိုတဲ့ပေါ်ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်အမတ်တွေကြားတတ်မှတ်ချိန်အမီသဘောတူမှုမရနိုင်ခဲ့တာကြောင့်နိုင်ငံတော်ကအစိုးရရန်တရာပိတ်ကျသွားပါတယ် ကျမ်းမာရေးဆောင်ရှောက်မှုကဏ္ဍမှာဖျက်တောက်တာတွေလုပ်တဲ့ပေါ်အတိုက်ခံဒီမိုကရက်အမတ်တွေကဘက်ကစိုးရိမ်စိတ်ရှိပေမဲ့အစိုးရအနေနဲ့ပြန်လဲပြင်ဆင်တာမျိုးလုပ်ဖို့ရာပြက်ကွက်လို့ဆိုပြီးဘတ်ဂျက်ဥပဒေအတီးပြူရေးနောက်ဆုံးပတ်မှတ်ကာလအနည်းငယ်တိုးပေးဖို့ကိုလည်းဒီမိုကရက်တွေဘက်ကညှင်းဆန်ခဲ့ပါလေအခုလိုအစိုးရရန်တရားပိတ်ကျသွားတဲ့အတွက်ဥယျင်ပန်းညံတွေလိုမရှိမဖြစ်မဟုတ်တဲ့နေရာတွေပိတ်လိုက်ရပြီးအဲ့ဒီလိုဌာနမျိုးတွေမှာအလုပ်လုပ်နေကြရတဲ့ပိတ်နေချီတဲ့ဝန်ထမ်းတွေလစာမဲ့ခွင့်ပေးခံရဖို့ဖြစ်လာပါလေပါမန် အမေရိကန်ပြည်သူတွေအနေနဲ့ရောဘယ်လိုတွေတွေ့ကြုံနိုင်သလဲဆိုတော့ကိုမြောက်အမေရိကပိုင်းဆိုင်ရာ BBC သတင်းတောက် Peter Bowles ကအခုလိုပြောပါတယ် essential services emergency services will continue unchanged but the you ought to know ရှိမဖြစ်လိုအပ်တဲ့ဌာနတွေကတော့အပြောင်းလဲမရှိဆက်လက်လဲပတ်သွားနိုင်ပါတယ်အများပြည်သူတွေအပေါ်မှာတော့ချက်ချင်းလက်ငင်းလာပြီး တက်ရောက်မယ်လို့မထင်ပါဘူးတဖြည်းဖြည်းနဲ့တော့အရေးပေါ်မှုတ်တဲ့ဝန်ဆောင်မှုတွေရက်နေရတဲ့တက်ရောက်မှုတွေကိုလူတွေသတိထားမိလာနိုင်ပါတယ်အမေရိကန်ကိုလာပြီးလက်ပတ်ကြတဲ့ခီးသွွားဧည့်သည်တွေအနေနဲ့ကတော့သူတို့သွားဖို့ရာရည်ရွယ်ထားတဲ့နေရာတွေအဆောက်အုံတွေပိတ်နေတာမျိုးချက်ချင်းလက်ငင်း ကြုံတွေ့နိုင်ရပါတယ်ဆိုပြီးပြောသွားတာပါအမေရိကန်သမ္မတထရမ့်ကတော့အစိုးရဘတ်ဂျက်ငွေချမပေးဘူးဆိုရင်အခုလိုအစိုးရရန်လျာပိတ်ကျသွားတာနဲ့တလက်စားတဲ့ဝင်နေအများပြားကိုရှော့ချတဲ့လုပ်ငန်းစဉ်ကိုပါသူတပါးလဲလုံဆောင်မယ်ဆိုပြီးချိန်ချောက်ပါတယ်အခုလိုအခြေအနေတွေကြားမှာပဲရန်ကုန်မြို့မှာရှိတဲ့အမေရိကန်တန်ယုံကလည်းအခုကာလအတွင်းတယုံရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဘေးအန္တရာယ်နဲ့လုံခြုံရေးဆိုင်ရာအရေးပေါ်သတင်းအချက်အလက်တွေကလွဲလို့တခြားအကြောင်းအရာတွေကိုဖော်ပြအောင်မှမဟုတ်ဘူးလို့ထုတ်ပြန်လာပါတယ် ဒါပေမဲ့လည်းအမေရိကန်တန်ယုံတွေကောင်စစ်ဝင်ယုံတွေမှာရက်ချင်းယူထားတဲ့နိုင်ငံကူးလက်မှတ်နဲ့ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာဝန်ဆောင်မှုတွေကိုတော့ဆက်တက်လှုပ်ဆောင်ပေးသွားမယ်ဆိုပြီးတန်ယုံကဒီကနေ့မွန်လွဲပိုင်းမှာပြောပါလေဖိလစ်ပိုင်နိုင်ငံမှာတော့မြေအောက်ပိတ်မနှက်လာတဲ့အင်အားပြင်းငလျင်လှုပ်ခတ်သွားတဲ့အတွက်ပိတ်ဆုံးသူအယောက်60လဲမနေရှိကြောင်းအတည်ပြုထားနိုင်ပါလေစီဘူးကျွမ်းမှာအင်အား6သမကိုပြင်အားရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာပါ ဘိုဂိုနဲ့ဆန်ရီမီဂျီယိုဆိုတဲ့မြို့တွေမှာထိခိုက်မှုကြီးမားခဲ့ပါတယ်။အဲ့ဒီမြို့တွေမှာပြိုကျခဲ့တဲ့အဆောင်တွေအောက်ပိတ်မိနေကြသူတွေရှိနေပါတယ်။ဒါကြောင့်အချိန်မီကယ်ထုတ်နိုင်မှုရာစ조사နေကြပါတယ်။ BBC ရဲ့အရှိတောင်အရှဆိုင်ရာသတင်းတောက် Jonathan Head ပြောလာက There were chaotic scenes at hospitals as hundreds of victims were brought in for treatment ။ဆေးရုံတွေမှာဆိုရင်အခြေအနေတွေဟာရှုပ်ထွေးနေပါတယ်။ငလျင်လူနာတွေရာပေါင်းများစွာရောက်လာကြပါတယ်။ ဒါပေမဲ့လည်းလမ်းတွေကွဲပျက်စီးသွားပြီးတရားတချို့လည်းကျိုးပဲ့နေတဲ့အတွက်ဝေးလံခေါင်တီးတဲ့အရက်တွေကသူတွေဆိုရင်စေယုံတွေစီရောက်လာဖို့ရာခက်ခဲနေပါတယ်ဆိုပြီးပြောသွားတာပါငလင်တန်တက်ငဲ့တဲ့နေရာတွေကိုအမြန်ဆုံးကူညီထောက်ပံ့တာတွေလုပ်မယ်ဆိုပြီးတမရဖာဒီနမာကော့စ်ကကတိပေးပြောဆိုပါတယ်ဂါဇာလဲကိုစာနာမှုဆိုင်ရာအကူအညီတွေပေးနိုင်ရေးအတွက်ပင်လယ်ရေကြောင်းကနေပင်မောအုပ်စုလိုက်ဖွဲ့ပြီးတွားနေကြတဲ့နိုင်ငံတကာတက်ကြွလှုပ်ရှားသူတွေဟာဂါဇာရဲ့ကမ်းခြေနာသူတို့ပင်မောအုပ်စုနီးကပ်လာချိန်မှာပဲဘယ်သူဘယ်ဝါတွေမှမသိရတဲ့ရေရင်တွေ သူတို့အနည်းကိုချင့်ကပ်လာတယ်ဆိုပြီးပြောပါတယ အဲ့ဒီနိုင်ငံတကာသင်္ဘောအုပ်စုမှာသင်္ဘောငွေအဆင့်40ကျော်ပေါင်ဝင်ပြီးလူအယောက်900ဝန်းကျင်လိုက်ပါပွားကြတာဖြစ်ပါတယ်။အဲ့လိုလိုက်ပါလာသူတွေထဲမှာအီတလီနိုင်ငံရေးသမားတချို့လည်းပေါင်းဝင်ပါတယ်။အစ္စရေးကတော့အဲ့ဒီသင်္ဘောအုပ်စုဂါဇာစီရောက်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးပြောထားနှင့်ပြီးဖြစ်ပါတယ်။အီတလီဝန်ကြီးချုပ်ဂျော်ဂျီယာမီလိုနီကတော့သင်္ဘောအုပ်စုဆက်တိုးသွားမယ်ဆိုရင်ဂါဇာစစ်ပွဲရပ်တန့်ရေးအမေရိကန်အစီအစဉ်ထိခိုက်သွားနိုင်တာကြောင့်နောက်ပြန်လှည့်ရဖို့ဖြောင်းပြနေပါတယ်။အဲ့ဒီထရမ့်ရဲ့ငញ្ញိုင်းအစီအစဉ်ပေါ်ဟားမတ်အဖွဲ့ကပုံသက်နေစေဖြစ်တယ်လို့အစ္စရေးကလည်းဂါဇာထဲမှာဆက်လက်တိုက်ခိုက်နေစေဖြစ် ်ပါတယ်။အခုနောက်ဆုံးဝင်လာတဲ့သတင်းတွေအရအစ္စရေးကဂါဇာတဲမှာအရှိန်မြင့်ပြီးတိုက်ခိုက်နေတဲ့အတွက်နိုင်ငံတကာချက်ချင်းဒီအဖွဲ့အနေနဲ့ဂါဇာတဲမှာဆက်လက်လက်ပတ်လှုပ်ရှားဖို့ရာအင်မတန်ခက်သွားလို့သူတို့ရဲ့လုပ်ငန်းတွေကိုရပ်လိုက်တော့မယ်လို့ပြောဆိုပါတယ်ခင်ဗျာ။တရုတ်ဆိုရဟာတိုက်ပန်တဲ့ဤပညာကဏ္ဍမှာနိုင်ငံရဲ့ခြားကပါရမီရှင်လူတော်တွေတရုတ်နိုင်ငံနဲ့လာရောက်အလုပ်လုပ်စီဖို့ဆွဲဆောင်နေနေတဲ့ပြည်ဝင်ခွင့်ဗီဇာအစီအစဉ်အတိတ်ရဆက်တင်လိုက်ပါတယ်။ဒါဟာအမေရိကန်ပြည်ထောင်စုကိုပြန်ဆိုင်တဲ့ပုံစံတတိယဖြစ်ပါတယ်။ အခုဗီဇာစီစဉ်ကို K ဗီဇာလို့နာမည်ပေးထားပါတယ်။ရှောက်ထားမဲ့အဆင့်တွေကိုဘာမှရှုပ်ထွေးမှုမရှိသေးဘူးရာစီမံထားတယ်လို့အဲ့ဒီဗီဇာရှောက်ဖို့ရာတရုတ်ပြည်တွင်းကနေစပွန်ဆာလို့တာဝန်ခံခေါ်ယူပေးရမယ်အလို့ရှင်ရှိနေဖို့လည်းမလိုအပ်ပါဘူး။တကယ်တော့တရုတ်နိုင်ငံနဲ့ပိတ်ပတ်တဲ့ဤပညာကဏ္ဍမှာလူသားချင်းမြစ်တွေလုံလောက်အောင်ရှိပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့လကပဲအမေရိကန်ကနိုင်ငံရဲ့အခြားကနေလာပြီးအလို့ရှာမဲ့သူတွေပေါ်ဗီဇာစီကန့်တွေတင်းကျပ်လိုက်တာကြောင့်အဲ့လာကိုအတုံးချတဲ့အနေနဲ့တရုတ်အနေအခုလိုချိန်ဆလာတာဖြစ်ပါတယ်။ 菜农们在种植一些白鸭到此类苗苗路，每山倡议下这个你们的白鸭杀路，虽然一卖只，但比较体好，等于话嘞。大家抢买的手感，牛奶鸭那样的酒嘛，一进里来都牛奶的酒格比比这个标话嘞。每山倡议下咱们一群东北问题的实在人呢，就比毛里沃达产那个里边特别差话嘞，怎么样？ ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာချူစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တို့ရရှင်မြန်ခင်ဗျာအခုတော့ဒလင်းလွန်တွေဘက်ကိုဆက်အောင်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ရိညာဒုက္ခသည်တွေကိုကူညီနိုင်ရင်းနဲ့နေရရင်ပြန်နိုင်ရည်လို့နဲ့ပတ်သက်လို့နိုင်ငံတကာအနေနဲ့ဘာတွေကူညီဆောင်ရွက်သင့်တယ်ဆိုတာတွေကိုဘင်္ဂလားဒေ့ရှ်ဒါပြအစိုးရခေါင်းဆောင်မဟာမက်ယူနက်စ်ကနယူးယောက်မြို့ကလပ်မကရုံးချုပ်မှာပြုလုပ်ခဲ့တဲ့ညီလာခံအတွင်ပြောဆိုခဲ့ပါတယ်။ရခိုင်ကအခြေအနေတွေကရောရိညာတွေပြန်လာဖို့ဆိုတာလက်တွေ့ဖြစ်နိုင်ပါသလား။ကိုကျော်စီကပြောပြထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနေရပြန်နိုင်ရေးမြန်မာစစ်တပ်နဲ့အာရခတက်တော် AA တို့ကိုဖိအားပေးဖို့အပါအဝင်အချက်9ချက်ကိုဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနစ်ကကုလသမဂ္ဂကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့မှာလုပ်ခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအတွင်းစက်တင်ဘာ30ရက်နေ့ကလုပ်ခဲ့တဲ့ရိုဟင်ဂျာနဲ့မြန်မာနိုင်ငံမှာရှိတဲ့တခြားလူနည်းစုအရေးညီလာခံမှာအခုလိုပြောဆိုခဲ့တာပါ။မိုဟာမက်ယူနစ်ရဲ့တိုက်တွန်းချက်ထဲမှာရခိုင်ပြည်နယ်တည်ငြိမ်အခြေအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမကြာခင်ကရောက်ရှိလာခဲ့တဲ့ဒုက္ခသည်တွေနဲ့ပြည်တွင်းနေရဲစွန့်ခွာသူ IDP တွေကိုရေရှည်တည်တဲ့နေရဲပြန်ပို့ရေးစတင်ဖို့မြန်မာစစ်ကော်မရှင်နဲ့ AA ကိုထိရောက်တဲ့ PA အားပေးဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ဒါပေမဲ့လက်ရှိရခိုင်ပြည်နယ်မှာတည်ငြိမ်အေးချမ်းမှုမရရှိသေးသလိုဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာလည်း AA နဲ့ Ranger လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့အာစာအားဆိုတို့အကြတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အခုလိုအခြေအနေမျိုးမှာဒုက္ခသည်တွေနေရပြန်ပို့ရေးဆိုတာကဖြစ်လာနိုင်ခြေရှိပါသလား။ ဒါနဲ့ပတ်သက်လို့ဒုက္ခသည်စခန်းမှာနေထိုင်သူတူပြောပြတာကအခုလောလောဆယ်ရခိုင်ပြည်နယ်ကိုအေအေကထိန်းချုပ်ထားတယ်ဆိုတော့စစ်တပ်ကလေရင်နဲ့လာမပစ်ဘူးလို့ပြောလို့မရဘူးလေသူတို့ကလောလောဆယ်အုပ်ချုပ်ရေးအခန်းကဏ္ဍနဲ့လုံခြုံရေးအခန်းကဏ္ဍမှာရှိတယ်လေအဲ့ဒါကြောင့်မို့လို့သူတို့လည်းအရေးကြီးတယ် ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရခေါင်းဆောင်မိုဟာမက်ယူနုစ်ကတော့ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက်နိုင်ငံတကာရဲ့ပံ့ပိုးမှုတွေရရှိဖို့အရေးစော်မှုတွေလှုပ်ဆောင်ပေးဖို့နဲ့နိုင်ငံတကာစောင့်ကြည့်သူတွေထားရှိဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။အေအေအနေနဲ့ဒုက္ခသည်ပြည်လဲလက်ခံရေးအတွက်ဘလို့စဉ်းစားမှုတွေရှိနိုင်တယ်လဲဆိုတာသိရဖို့ BBC ကမေးမြန်းထားပေမဲ့အကြောင်းမပြန်သေးပါဘူး။စစ်တပ်ကလည်းဒီအပေါ်ပြန်လဲတုံ့ပြန်တာမျိုးမရှိသေးပါဘူး။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ရခိုင်နိုင်ငံရေးစောင့်ကြည့်လေ့လာသူတူထောက်ပြတာက ဘင်္ဂလားဒေ့ရှ်ကြားရဆူရတော့တော့ရတောင်းဆိုချက်တွေကလက်တွေနဲ့ဝေးကော်လွန်နေအခုမြန်မာနိုင်ငံရဲ့လက်ကြီးအခြေအနေအဒီကတခိုင်ကြီးမှာဖြစ်နေတဲ့အခြေအနေကိုအင်းကြီးဘင်္ဂလားဒေ့ရှ်နိုင်ငံနေနဲ့ကောင်းကောင်းပြီးပေါ်ပေါ်လို့ ဒီဒေသမှာလက်ရှိအဆုံးနေတဲ့အာရကအစိုးရကိုလည်းသူအတူနဲ့တူဖို့လုပ်တယ်စစ်ကောင်စီတဲ့အာရကတက်တယ်တက်ကူလာလေရခိုင်ပြည်နယ်လုံးမှာပြင်းပြန်သွားဖြစ်ပေါ်နေတယ်၂၀၁၉နှစ်အတွင်းကမောင်တော်မှာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအစုလိုက်ပြုံလိုက်ထွက်ပြေးခဲ့ကြတဲ့ရိုဟင်ဂျာတွေရဲ့ရွာတွေမှာစစ်တပ်ကစစ်ရေးဆိုင်ရာအဆောက်အုံတွေဆောက်လုပ်ထားတယ်လို့ကုလသမဂ္ဂကဖွဲ့စည်းပေးထားတဲ့လွတ်လပ်တဲ့စုံစမ်းရေးယန္တရား WIWM ကသတင်းထုတ်ပြန်ထားပါတယ် ရကဘုံဝင်မဲ့လက်ရှိအစိုးရအဖွဲ့ဝင်တွေမဲဆွဲတဲ့အခါနိုင်ငံတော်ပိုင်းရင်တွေပစ္စည်းတွေသုံးခွင့်ရှိပါသလားပြိုင်ဘက်ကရောကန့်ကွက်ပိုင်ခွင့်ရှိပါသလားဒီအကြောင်းမဆန်တော်ဘင်းကရှင်းလင်းပြောဆိုထားပါတယ် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်30ပုံမှန်ခွဲထောက်ဝင်ပေးမှနိုင်ငံတော်ပိုင်းငွေကြေးမြေအိမ်အဆောက်အုံရင်းနဲ့ပစ္စည်းတို့ကိုတိုက်ရိုက်ဖြစ်စေတော်ဝိုက်တဲ့နီးနဲ့ဖြစ်စေရယူသုံးဆွဲခွင့်ဒါမှမဟုတ်ရယူသုံးဆွဲတဲ့အဖွဲ့အစည်းဝင်ဖြစ်သူတွေဟာရွေးကောက်တင်မြောက်ခံပိုင်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားပါတယ်ဒါပေမဲ့အဲ့ဒီပြဋ္ဌာန်းချက်မှာချွင်းချက်အပိုက်တင်နဲ့နှစ်ကိုထည့်သွင်းထားပြီးအပိုက်တင်မှာအငိမ့်စားလစားစရိတ်ငွေကြေးနိုင်ငံအကျိုးအတွက်ဆောင်ရွက်လို့နိုင်ငံတော်ကတရားဝင် ထောက်ပံ့ထားတဲ့လစားစရိတ်ငွေကြေးမပါ ါဝင်မှုလို့ဖော်ပြထားပါတယ်။အပိုင်းနှစ်မှာလည်းဥပဒေတရရဲ့အရာ ဒါမှမဟုတ်တာဝန်အရနိုင်ငံတော်ကသုံးခွင့်ပြုထားတာနိုင်ငံတော်ကအခကျင်းငွေနဲ့ငှားရမ်းသုံးဆွဲတဲ့နိုင်ငံပိုင်ပစ္စည်းတွေမြေအိမ်အဆောက်အုံနဲ့အခန်းတွေယင်တွေမပါဝင်ဘူးလို့လည်းဆိုထားပါဗျ။ဒါကြောင့်လက်ရှိစစ်ကောင်မရှင်ရဲ့အစိုးရအဖွဲ့ဝင်တွေကယူကောက်ပွဲဝင်ပြိုင်ကြမဲ့သူတွေဟာမဲဆွယ်စည်းရုံးရေးလောက်ရမှာနိုင်ငံပိုင်ပစ္စည်းတွေအသုံးပြုလို့ရနိုင်သလားမရနိုင်ဘူးလားဆိုတာနဲ့ပတ်သက်ပြီးဖြတ်သိမ်းခံရတဲ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ယာယီဥက္ကဋ္ဌဟောင်းဦးထက်အောင်ကျော်ကအခုလိုရှင်းပြပါဗျ။ဒီလောက်ကတော့ဒါ လုံးခွင့်မရှိဘူးဆိုတာကတော့များအဲဒီအချိန်မှာလုံးလို့ရပါတယ်ဆိုတော့ဥပဒေတန်းထားတဲ့ဟာတွေ့နေပြီပေါ့အမှန်တကယ်တော့ဥပဒေတစ်ခုကိုဒေချာချတန်းထားမှာလုံးတိုင်းကိုကောင်းတော့ပေါ့ဒီခုပဲရှိတယ်ဝင်းကြီးတွေအနေနဲ့တော့ဝင်းကြီးဌာနရဲ့စစ်စီးတွေပိုင်းနဲ့ရောတုံးဆွဲပြီးမှမဲဆွဲတာမလုပ်ဖို့တော့လိုရင်းဆိုရမှာမျိုးပြန်သူမဲဆွဲတဲ့အခါမှာဘယ်လိုပုံစံမျိုးဆိုရအောင်ဒီချာချတွေကလည်းတတ်မှတ်ပြီးတော့မှလုပ်တာမျိုးတော့ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ချင်တယ်လက်ရှိစစ်တပ်လက်အောက်အစိုးရအဖွဲ့ဝင်တွေကပြည်ထောင်စုဝန်ကြီးအစိုးရအဖွဲ့ဝင်တွေစစ်တပ်ကအရာရှိကြီးတွေဟာတန့်ခိုင်ရေးပါတီကနေကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်မှုရှိနေတာပါဒါနဲ့ပတ်သက်ပြီးအမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဦးသိန်းကြည်ကအခုလိုပြောပါတယ်အစိုးရဝန်ကြီးတွေနဲ့ပတ်သက်ပြီးပါတီနဲ့ကိုပြင်းစရာပဲပြောထားပြီးကြပါအဲဒီပုံစံတွေကဝင်လာတယ်သူကရာထူးထားတယ်အဲဒီပစ္စည်းတွေက လုံးဝဆိုတော့ဖိနှိပ်ကဖြစ်နေတယ်လို့ကျွန်တော်ယူဆတယ်။အဲ့ဒီဖိရတော့တခြားပါတီကလည်းရတဲ့လို့ဆိုရင်အဲ့လိုပါဆိုရင်ကျွန်တော်ကဘာသာရေးအဆောက်အဦဒီမှာငါကတော့အဆောက်အဦဒီမှာကျွန်တော်ပြောရဲဆိုလို့ရှိဝင်နေတာဖြစ်လာနေတယ်ပေါ့ဗျာ။သူတို့ရှိဘူးကိုမရှိဘူးဆိုတော့ဒါလည်းအသေးသေးတော့ရှိဘူး။နိုင်ငံပိုင်ပစ္စည်းတွေကိုတိုက်ရိုက်ရောတော်ဝိုက်တဲ့နီးနယ်ပါအသုံးပြုပြီးရွေးကောက်တင်မြောက်ခံပိုင်ခွင့်မရှိဘူးလို့ဆိုထားပေမဲ့အသုံးပြုပြီးပြိုင်ခဲ့ရင်လည်းတစ်ဖက်ပြိုင်ဘက်ကိုယ်စားလှယ်ကကန့်ကွက်ခွင့်ရှိမရှိကိုလည်းဥပဒေမှာပြဋ္ဌာန်းထားတာမရှိဘူးလို့ UEC ကပြောထားပါရဲ့ရှင် တခါလက်ရှိနိုင်ငံဝန်ထမ်းတွေအငိမ့်စဲဝန်ထမ်းတွေနဲ့စစ်မှုထမ်းတွေကိုစစ်ကောင်မရှင်ကထောက်ပံ့ရေးဆိုပြီးတလားကျပ်ပုံတော်ထပ်မံတိုးပေးလိုက်ပါလေဒါဟာပြည်တွင်းမှာဘလို့တက်ရောက်မှုတွေရှိလာနိုင်ပါသလဲကိုမောင်ပြောပြပေးမှာပါ စစ်ကောင်မရှင်တိုးမြင့်မိလိုက်တဲ့ထောက်ပံ့ခြေကွေ၃000ကျပ်ကိုအော်တိုဘာလကစပြီးခန်းစားခွင့်ရရှိကြမှာပါ၂၀21နောက်ပိုင်းလားစအနေနဲ့မဟုတ်ပဲအပိုထောက်ပံ့ခြေဆိုပြီး၃000စီတိုးပေးလာတာ၃ချိန်မြောက်ဖြစ်ပါတယ်အစိုးရဌာနတွေနဲ့ဖွဲ့စည်းတွေမှာလုတ်တဲ့နေစားဝင်နှန်းနဲ့နေစားလုပ်သမားတွေအတွက်လည်းအပိုထောက်ပံ့ခြေတစ်ရက်ကို၁000ကျပ်တိုးပေးလိုက်တာကြောင့်တစ်ရက်လောက်ခ8800ကျပ်ရရှိမှာပါပြည်တော်စု ရာထူးဝင်အဖွဲ့ရဲ့၂၀20ပြည့်နှစ်စည်းရင်းအရ စစ်သားနဲ့ရဲမပါနိုင်ငံဝန်ထမ်းတသန်းကျော်ရှိပါတယ်အဲဒီနောက်ပိုင်း CDN လုပ်သူတွေရှိခဲ့ပါတယ်ဒါပေမဲ့ဝန်ထမ်းတသန်းငန်းအတွက်တအူးကိုကျပ်3000တုံးဆိုရင်လစာကျပ်ငွေ30ဘီလီယံထပ်တိုးသုံးစွဲသွားရမှာပါလက်ရှိပြည်တွင်းမှာကုန်ထုတ်ဆွမ်းအားမရှိသလိုနိုင်ငံသားငွေရရှိမှုနည်းနေတဲ့အချိန်အခုလိုဆောင်ရွက်တာကငွေကြေးဖောင်းပွားမှုမြင့်တက်စေနိုင်တယ်လို့စီးပွားရေးပညာရှင်တွေကသုံးသပ်ပါတယ်ငွေကြေးဖောင်းပွားမှုအခြေအနေနဲ့တက်ရောက်မှုကိုတော့နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာလေးလာသုံးသပ်သူကိုကျော်စောခိုင်ကအခုလိုရှင်းပြပါတယ်ဈေးကွက်တာမှာငွေတွေများလာမယ်ပ စ္စည်းတံမိုးတွေဈေးတက်လာအဲ့တော့လက်လုံးလက်စားလောက်ခကသူကတက်မလားဆိုရင်ဟာဖြစ်လောက်ခမတက်နိုင်တို့တို့လောက်ခတိုးပေးမှာပေါ့ဒါမဲ့ဈေးကွက်ထံမှာတော့ပတ်စံနေကြိုင်းထုတ်လိုက်တဲ့အခါကျဝေရများလာပဲပစ္စည်းတံမိုးတွေတက်ပါဒီကောင်ကအခုဖြစ်နေတဲ့တဖြည်းဖြည်းနဲ့တီအီဆွဲခေါ်နေတဲ့ဒီအခြေအနေဆိုတော့သူကပို့ပြီးတော့အရင်တင်းပေးလိုက်တဲ့အနေဆုံးလောက်ခလစာ8800ကျပ်ဆိုတာကပုတ်ကလေးကစက်ယုံအလုံယုံနေနဲ့သက်ဆိုင်ခြင်းမရှိဘူးလို့စီးပွားရေးလုပ်ငန်းရှင်တို့ကပြောပါတယ် နာဆာတိုးတိုင်းတက်သွားလို့ရှိတဲ့ခြေကံကုန်စင်းတို့အတွက်လည်းဝန်ထမ်းတွေနဲ့တနေ့လုံးတနေ့စားရုံးကဲနေရသူတွေကစိုးရိမ်နေကြရတယ်လို့ပြောကြပါတယ်။ဒါကြောင့် BBC နဲ့စကားပြောခွင့်ရတဲ့ထဲကျုပ်ဆက်ယုံဝန်ထမ်းနှုကတော့နိုင်ငံဝန်ထမ်းတွေထောက်ပံ့ကြရရင်သူတို့လည်းနာဆာတိုးရလာဖို့ပြောင်းလဲနေတယ်လို့ပြောပါတယ်။ဆက်ယုံလုံသမားတွေအတွက်တခါတည်းထည့်သွင်းမစင်စားထားတဲ့ပေါ်အလုံသမားရေးဆောင်ရွက်သူမျိုးသမီးတူပြောတာကအဓိကကသူကစက်ရုံမရအလို့သမားဘက်ကသူတို့လောကအောင်ဆက်စဉ်းစားပေးမှုမရှိဘဲနဲ့ရုပ်ောက်ပွဲအကြီးကြီးတဲ့အတွက်ကိုသူတို့ကအဲ့ဒီအတွက်ကိုသူတို့ဈာ ပေးပြီးတော့တို့ပြည်သူပြငဲကိုယူနေဆိုတဲ့ပုံစံမျိုးတော့မြင်တယ်အဓိကကစက်ယုံတွေမှာကျွန်တော်ကအခြေခံတော့ကသတ်မှတ်ထားသတ်မှတ်ထားလို့အစင်မပြေတာတောင်မှပဲတို့တွေကအရေးယူချေရှင်းပေးခြင်းတွေရှိနေဘူးကူညီပေးနေတဲ့အဖွဲ့အစည်းတွေဆိုရင်လည်းဖိုင်းစည်းထုတ်နှောင်မှုတွေကလက်ရှိအခြေအနေကြီးရှိနေသေးတယ်ပေါ့နော်ရွေးကောက်ပွဲကာလဒီမှာအခုလို့ဆောင်ရွက်တာကစစ်ကောမရှိအနေနဲ့ရွေးကောက်ပွဲမှာမဲရရှိအောင်နိုင်ငံဝင်တဲ့အနေနဲ့ငိမ့်စားတွေကိုစီးရုံးတဲ့သဘောလို့နိုင်ငံရေးလှစ်လာသူတွေက သုံးသပ်ပါတယ်ခင်ဗျာ ပါလို့ရှင်များခင်ဗျာဒီညတွေ BBC မြန်မာပိုင်းရဲ့ Radio ဓာတ်ရိုက်ထုတ်လွှင့်ချက်တွေကိုတော့ဒီမှာပဲရနာခွင့်ပြုပါအခုကြားခဲ့ရတဲ့သတင်းတွေသာမကသတင်းပုံသက်ချက်နဲ့ဆုံးမတွေရုပ်သံအစီအစဉ်တွေကို www.bbc.com မှာလည်းအချိန်နဲ့တပြေးညီတင်ဆက်ထားပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးတင်ရှိပါတယ်ပါလို့ရှင်များကိုစိတ်နှက်ဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။